်မင်္ဂလာပါကျွန်တော်မဝိတုမာသေးပါရှင်တပတ်ကိုရွှေခွနပိတ်တာရရှိနေတဲ့မန္တလေးပြည်တည်းရဲ့အကြောင်းကိုပြောပါမယ်အဲ့ဒီအကြောင်းအရာကိုမပြောမပြောပြခင်ပါအာစိတ်ရည်ရပလောင်တဘုံနဲ့တိမ့်မိတ်ထားတဲ့နောင်ချူနောင်ချူကြောင်းမယ်ဥက္ကံချမ်းဖတ်သမားကြီးတိမ့်မိတ်ထားတဲ့တိမ့်ကြီး KIA ကိုကျန်းဖတ်သမားတွေလက်ရှိမှာတိုက်ခိုက်နေတဲ့ဖာကဘမော့ချင်းတပုံလေးတိုက်ခိုက်နေတဲ့ဖလန့်ဒီ၆မျိုးကိုအခု9လပိုင်း ောက်ထပ်3လပေါင်းလို့ရှိရင်ဟမ်9 8 9 10လာမဲ့10လပိုင်းမှာဝါစင်းဒီကဲပြူလှဆင်ထားတဲ့စက်တီရှိလာတယ်ကျမတို့နိုင်ငံတော်လှိုင်းကြီးပြန်ပြီးတော့လွင့်နေတာလွင့်ထူတာကိုကျမတို့မြင်တွေ့နိုင်ကြီးရှိပါတယ်ဒါကကျမမဘုရုမာသည်ရဲ့စီရကျူတင်သုံးသက်ချက်ဖြစ်ပါတယ်အရင်လဲမှန်မယ်မှားခြင်းလဲမှားလိမ့်မယ်မှန်သလားမှားသလားဆိုတာအချင်းကဆုံးဖြတ်ပေးပါလိမ့်မယ် เนาะဒါကကျမရဲ့စီးတူတင်သုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ပထမဆုံးမန္တလေးပြည်ကြီးရဲ့ရမသုံးပြောတာကရွှေပြည်သူစစ်စင်ရေးနဲ့မန္တလေးမြို့ကိုတိမ့်မယ်မန္တလေးမြို့ကိုဒီနေ့တိမ့်မယ်မန္တဖြတ်တိမ့်မယ်တပတ်ခါတိမ့်မယ်မန္တလေးကိုတိုက်ခိုက်တိမ့်မယ်မယ်နောက်တစ်ခါပြောတာကနန်းထိုက်အောင်စစ်စင်ရေးနဲ့မန္တလေးမြို့ကိုဒီနေ့တိမ့်မယ်မန္တဖြတ်တိမ့်မယ်တပတ်ခါတိမ့်မယ်အဲ့ဒီကနေတိတုံညာနှစ်ခုဆိုပြီးတော့ မြောက်သုံးခေါက်ဖက်ကအကြမ်းဖက်မှုတွေလို့တော့မြောက်သုံးခေါက်ထံမှာချက်ချင်းကျွန်သွားခံပြီးရှမ်းမဆစ်စီရင်နဲ့မန္တလေးကိုဒီနေ့သိမ့်မမလက်ဖြတ်သိမ့်မတပတ်ခါသိမ့်မယ်လို့ကြွေးကြော်ခဲ့တယ်မန္တလေး PD ရဲ့လက်ရှိမှာတော့လက်နက်ကင်ပြီးစစ်စည်းပွားရေးလုံရပြီးတော့လက်နက်ကင်ပြီးလူပေါ်လူကျိုးရတယ်လက်နက်ကိုင်းပြီးသူများမျက်နှာခုံမွေးပေါ်မှာဈေးနဲ့လျှောက်ရတဲ့ရတာကိုတိသွားတဲ့အတွက် ဒီမိုကရေစီရေးတွေသူတို့ကြွေးကြော်ခဲ့တဲ့တန်းတူမြင်မှခွင့်နေဆိုတာကိုဘေးဖန်ပြီးစီစဝါရုံးနေကြတယ်။ဆိုတော့အဲ့ဒီမန္တလေး PDF ကသူတို့မန္တလေး PDF တွေတိတ်ပါတယ်ဆိုရက်နော်တပိတ်ချင်းမတရားစင်ကုဒီမျိုးနဲ့ဒီမှာရွှေလုတ်ကွက်တွေကနေပြီးတော့ခွနရဲ့တပတ်ကိုအနည်းဆုံးရွှေပိတ်တာချင်းခွနပိတ်တာရရှိနေတယ်ဆိုတဲ့အကြောင်းကိုကျွန်မကပြောပြပေးမှာဖြစ်တယ်။ ဒီသတင်းဒီခင်ဗျားတို့ကအမျိုးရိကသတင်းလို့ MRTV ကကြေညာတဲ့သတင်းဆိုလို့ရှိရင်စစ်တပ်ကပြောတဲ့သတင်းမို့လို့ခင်ဗျားတို့ကမယုံဘူးဆိုရင်ခင်ဗျားတို့တွေယုံကြည်ပါတယ်ခင်ဗျားတို့တွေအားကိုးပါတယ်ဆိုတဲ့ PPC ကသတင်းကိုကျွန်မက ပြန်ပြောပေးမှဖြစ်တယ်။တပိတ်ကြီးမြို့နယ်ထဲမှာအဲမီနီတောင် Golden Point မန်းစိန်ရွှေပြည်သားလက်ပံပြန်ရေထွက်တဲ့မလေးဝင်းကြီးကျောင်းဟောင်းဦးမောင်ကိုရဲ့လောက်ွက်ဆိုပြီးတော့အကြီးစားရွှေလောက်ွက်ခုနှစ်ွက်ရှိပါတယ်။အဲ့ဒီအကြီးစားရွှေလောက်ွက်ခုနှစ်ခုမှာ 6ခုကိုမန္တလေး PDF ကထိန်းချုပ်ထားတယ်။ကျန်းတဲ့လောက်ွက်တစ်ခုကိုမန္တလေး PDF ကသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ပလောင်တပုံတွေကိုလောက်ကင်ခွင့်ပေးထားတယ်တဲ့။ဆိုတော့အဲ့ဒီတပိတ်ချင်းတစ်မျိုးနဲ့တဲမှာရှိတယ်။နော်ရွှေလောက်ွက်9ကွက်ကို6ကွက်ကိုမန္တလေး PDF ကတိန်းထားပြီးတော့ရွှေတူးနေတယ်။အဲ့ဒီ6ကွက်ထဲကမှရွှေလုံးကအကြီးတချို့မှာဆိုရင်တပတ်ကိုရွှေထုံနှောင်းဟာ၄ချက်ခွန်းနှစ်ပိတ်သာရှိတယ် ဒါအောင်ရွှေလုတ်ကွက်6ကွက်လုံးမဟုတ်ဘူးเนาะအဲ့ဒီ6ကွက်ထဲကမှရွှေလုတ်ကွက်အကြီးကြီးတွေရဲ့ရွှေထွက်တာတပတ်ကိုရွှေခွနပေးတာဆိုတော့ဒီရွှေလုတ်ကွက်6ကွက်အကုန်ပေါင်းလိုက်မယ်ဆိုရင်တပတ်ကိုရွှေပိတ်တာချင်ဘယ်လောက်ရမလဲအကြမ်းကြီးခုနှစ်ရက်တပတ်ကိုရွှေဆယ်ပိတ်တာလားဗျာခုနှစ်ရက်တပတ်ကိုရွှေဆယ်ပိတ်တာဆိုရင်တစ်လကိုရွှေပိတ်တဲ့ချိန်ဘယ်လောက်ရမလဲ အများကြီးညံပြီးတလောက်စဉ်းစားလို့ရတယ်။နောက်ဆောမန္တလေးကိုဒီနေ့အသိမမန်းဖြတ်သိမ်းမယ်မန္တလေးမြို့ကြီးကိုကက်တင်မယ်ဆိုတဲ့အဖွဲ့တည်းမန္တလေး PD အဖွဲ့မန္တလေးမှာငလင်တန်ကိုအပြင်းထန်ခံစားရတယ်။ခလားတို့ကုညီကယ်ဆယ်ရေးအေးဘောကုညီကယ်ဆယ်ရေးမလုပ်ပေးနိုင်ဘူးဆိုရင်တော့လက်ရှိချိန်မှာမန္တလေးမှာငလင်တန်တင့်ပြည်သူတွေအတွက်မန္တလေးကိုခဏခဏပိတ်နေတဲ့မန္တလေး PD အဖွဲ့ကပြန်လဲထူထောင်ရေးငွေကြေးဘလောက်ထောက်ပံ့ပေးတယ် သူတို့အိတ်ထဲကစိုက်ထုတ်ရတာမဟုတ်ဘူးနိုင်ငံမှာတယံဇာရတွေကိုလက်နက်ကင်ပြီးတော်လိုင်းရေးအမြင်ခံပြီးတော့အခုရွှေပိတ်တဲ့ချိန်ခုနှစ်ရက်တပတ်ကိုရွှေဆယ်ပိတ်တာရတယ်ရွှေပိတ်စာတို့ရဲ့ပမာဏလက်ရှိရွှေစင်းနဲ့ခုနှစ်ရက်တပတ်ကိုရွှေဆယ်ပိတ်တာခမားတို့ဘယ်လောက်ရတယ်လဲအုံနောက်ကငင်းပြီးစဉ်းစားကြည့်လို့ရတယ်အဲ့ဒီမန္တလေး PDF တာ တကယ်သူတို့ပြောသလိုမန္တလေးကငါတို့ကတိတ်နေမန္တလေးအရှိရဲ့ပြည်သူတွေကိုစောင့်ရှောက်မယ်ဆိုရင်လက်ရှိမှာမန္တလေးနဲ့စကိုင်းမလင်းတန်တဲ့ဒေသငလင်းတန်တဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်သူတို့အမှန်တကယ်ကူညီထောက်ပံ့ပေးမယ်ဆိုရင်တပတ်ကိုရွှေပိတ်တာချင်းဆယ်ပိတ်တာတပတ်တပတ်ရတဲ့ရွှေပိတ်တာနဲ့ပြန်လည်ထူထောင်ရေးလုပ်လို့ရတယ် တလမှာ၄ဘက်ရှိတယ်။ကျန်တဲ့၃ဘက်ကိုသူတို့တွေမျိုးစုစားပေါက်တယ်ဆိုရင်တော့အမှန်တကယ်ပြည်သူကိုစေတနာထားမယ်ဆိုရင်တပတ်တွေမှာရရှိတဲ့ဒုဖို့ရရှိတဲ့ရွှေစပိတာနဲ့တည်းငလင်တန်းနဲ့ပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးလုပ်ပေးလို့ကြတယ်။ဘာကြောင့်မလုပ်ပေးတာလဲ။ဘာလို့စလဲ။နော်။ဆိုတော့နောက်တစ်ခုအဲ့ဒီရွှေလုတ်ကခဏကွက်ကနေပြီးတော့၆ကွက်ကိုသူတို့လုတဲ့၃ကွက်ကို ပေါင်းတစ်ပုံကိုပေးတယ်။အဲ့ဒီအပြင်နဲ့တခြားတနိုင်တစ်ပိုင်းရွှေလုတ်ကွက်ရွှေလုတ်ကွက်ကြီးမဟုတ်တဲ့တနိုင်တစ်ပိုင်းရွှေလုတ်ကွက်တွေမှာဆိုလို့ရှိရင်တဲ့လုပ်ငန်းရှင်တွေကရွှေလုတ်ကွက်တွေကိုဝိုင်းပြီးဝယ်ပြီးတော့အတူဖို့တယ်တနိုင်းတပိုင်းလုတ်ကွက်တွေအဲ့ဒီတနိုင်းတပိုင်းလုတ်ကွက်တွေကရရှိတဲ့ရွှေကိုမန္တလေးပီရီယအဖွဲ့က၄ပုံပုံရင်၃ပုံကိုတည်ယူတယ်ဒေတာခန့်ရွှေလုတ်ကွက်ပိုင်ရှင်ကတပုံပဲရတယ်တခြားနားတော့နော် တပိတ်ကျန်တစ်မျိုးနဲ့တော့မှအဓိကရွှေလုတ်ကွက်ကြီး9ကွက်ရှိတယ်6ကွက်ကိုမန္တလေးပြည်ရဲကတင်ပြီးတော့သူတို့တူးတယ်တပတ်ကိုရွှေဆယ်ပိတ်တာရတယ်အဲ့ဒါအပြင်တနိုင်တပိုင်းရွှေလုတ်ကွက်လေးတွေတနိုင်တပိုင်းရွှေလုတ်ကွက်လေးတွေဆိုတာကကျမတို့ဒေသတွေမှာဆိုလို့ရှိရင်ကျမတို့ပြည်ပတ်မှာဆိုလို့ရှိရင်ကျမတို့ကလယ်လုတ်တယ်ရှားလုတ်တယ်ဒီလေတွေဒီຢာတွေဒီကျမတို့မိဘဘူးဝိအစစက်ကလည်းပြီးတော့ဓမ္မဥမချ နော်အာကျွန်တော်တို့လောက်ကင်ခဲ့တဲ့ကိုပိုင်မြေကွက်လဲကွက်တွေအဲ့ဒီလိုပဲအဲ့ဒီတပိတ်ချင်းမှာဆိုလို့ရှိရင်လည်းအဲ့ဒီရွှေလောက်ကွက်တနိုင်တပိုင်လောက်ကွက်တွေကမိဘမျိုးရိုးအစဉ်ဆက်ကလည်းလက်ဆင့်ကန်းတဲ့ကိုပိုင်လောက်ကွက်အဲ့ဒီသူများကသူ့ကိုပိုင်လောက်ကွက်မှာရွှေတူးတာကိုတောင်မှမန္တလေး PDF က၄ပုံပုံနဲ့၃ပုံယူတယ်တကယ်ပိုင်ရှင်ကဓပုံပဲရတယ်အဲ့ဒီတော့မကြေမနက်ဖြစ်လို့အချိုးကျသူတို့ ခွဲဝင်မှုမှာနေလုံးတယောက်ကို တယောက်တော့ယူရင်တော့မှသူတို့လက်ခံသေးတယ်အခုချတော့လေးပုဖွင့်ရင်သူတို့သုံးပုံသိမ့်ပြီးတော့ဒေတာခံပိုင်ရှင်ကတပုံပဲရတဲ့အတွက်မကြင်မနဲ့တွေဖြစ်တယ်တဲ့နော်ဆိုတော့အဲ့ဒီမန္တလေး PDF ကိုအမြင်မကြည့်တဲ့သူတွေအဲ့ဒီလိုမျိုးမတရားသိမ့်လို့အမြင်မကြည့်ဘူးအဲ့ဒီလိုမျိုးသူတို့ကလေးပုံပေါ်ရင်သုံးပုံယူပြီးတပုံပဲရလို့အမျက်ခွဲဝေတာကိုမလိုက်မလိုက်နာတဲ့မြို့ခန့်နေဒေသခန့်နေဆိုရင်နဲ့ရွှေချင်းကိုပေါ်ရမလို့ပဲနဲ့အသိမ့်ပြလိုက်တယ်။ငါတို့ပြတဲ့အတိုင်းယူ ေဖို့မွေကတော့သုံးဖို့ယူမယ်နင်တို့တပုံပဲယူမချိန်တဲ့ချိန်နင်တို့ရှင်းလို့ကွက်ဝင်ငါသိနေအဲ့ဒါအားမရှင်ပဲနော်ဒီတရေဒီမြောက် MRDB ကတရေမဟုတ်ဘူးမြောက်တွေကတရေမဟုတ်ဘူးခမားတို့ကိုယ်ကယုံကြည်နေတဲ့ပြည်ပြည်ဆရာတရေဖြစ်တယ်ရွှေချင်းတွေလောက်ကင်ခွင့်ရတဲ့ဒေသခံတွေကတလားကို၁၀သိန်းမန္တလေးပြည်ကိုထပ်ပြီးခုန်ပေးရတယ် ခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ပါရဲ့ဒန်းလူရွေးတဲ့တိုက်ပွဲဝင်ပါရဲ့အာဏာရှင်စနစ်ကိုတိုက်ဖျက်မယ်ဆိုတာတွေကလက်တွေမှာဘလောက်ကင်းကွာနေတယ်နော်အဲ့ဒီလိုပဲသူ့ဘော်လိုရရှိတဲ့ရွှေခဲတွေနော်သူတို့ပြောတဲ့ကုံချမ်းတွေပေါ့ကုံချမ်းကိုကုံချောလုံးမယ်သူ့ဘော်လိုရလာတဲ့ရွှေခဲတွေကိုအီဖြောတဲ့နေရာမှာတုံးတယ်အီပြောတဲ့အခါမှာတော့ဓာတ်ရုပ်ဆေးရည်ဝယ်တဲ့အခါမှာလေမန္တလေးပြည်ရဲ့ကိုအခွန်နေတဲ့ဆေးရည်ခွဲပေးရပါတယ်တဲ့ နော်ဆိုတော့ဆေးရည်တည်းတည်းတန်လို့ရှိရင်တဲ့ဆေးပုံ၃ပုံကိုအခုဖြစ်သူကိုအလေးလေး PDF ကိုအခုဖြစ်ပေးရတယ်။အတို့ကရွှေတွေတူတယ်အဲ့ဒီရွှေတွေကိုတန်ဆင်ဖို့အတွက်နော်တို့ဓာတ်ဆေးရည်ဝယ်တဲ့ဆေးဝယ်တဲ့အခါမှာလေသူတို့တဒံတည်းလို့ရှိရင်ဆေးပုံ၃ပုံအလေးလေး PDF ကိုအခုပေးရတယ်။စေးတဒံကိုငွေကျပ်3900လောက်ဈေးပုတ်တာကြောင့်စေးရီတဒံဝယ်ယူလို့ရှိရင်မန္တလေး PDF ကိုကျပ်3100ပဲပေးရတယ်တဲ့ တနင်္လာပိုင်းရွှေလုံးကွက်တွေကเนาะရွှေချင်းတွေတူးတဲ့အတွက်လည်းလဆင်း10သိန်း10သိန်းပြရတယ်။တူးလို့ရလာတဲ့ရွှေကိုတန့်စင်ဖို့အတွက်ဓာတ်ရုစေးကြီးဝယ်တဲ့အခါမှာလေဓာတ်ရုစေးကြီးတဒံကိုတဲ့သူက3900လောက်ပေးပြီးဝယ်ရအဲ့ဒီ3900လောက်ကနေပြီးတော့မန္တလေး PDF ကို3130အထပ်ပြီးအခွန်ပေးရတယ် အဲ့ဒီရရှိတဲ့ငွေတွေအကုန်လုံးကိုမန္တလေးပြည်ရဲ့ကသူတို့ရဲ့အဖွဲ့တအောင်ပလောင်နေနဲ့တယောက်တော့ခွဲပြီးတော့ယူကြတယ် ဒါကြောင့်မလို့အဲ့ဒီလိုမျိုးရွှေလုံးကွက်တွေကိုအခွန်ကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တောင်းပလောင်ဖက်ကမပြောရဆိုခွင့်ရှိသူဆိုတဲ့လူရည်ဦးကိုတဲ့ဒီပစ္စည်းကဆက်သွယ်မင်းမြင့်တဲ့ကသူတို့ပလောင်နေထိချုပ်ထားတဲ့မိုးကုတ်ဒေသကကြောင်မြတ်တူဖို့မှုတွေအတွက်ကြောင်မြတ်ကုမ္ပဏီဖွဲ့စည်းပြီးဆောင်ရွက်နေပါတယ်တဲ့မန္တလေးတိုင်းထဲကရွှေလုံးကွက်တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီအတွက်မပြောနိုင်ပါဘူးဖြေချနိုင်နေမရှိပါဘူးဆိုပြီးတော့ပြန်ပြောတယ် ါတို့ကလည်းငါတို့လုံးချလာလို့မနေတို့ကိူးဆိုင်ကြမလို့နေတို့မီဒီယာတွေကိုအဖက်မလို့ဘူးစရုံတမှနေမရှိဘူးပွင့်လင်းမြင်သာမှုမရှိဘူးနေတို့ကိုစောက်ကြည့်မဆိုင်ဘူးဆိုပြီးဟိုကပေါ်တယ်ပြောလိုက်တယ်။နဲဆိုခင်ဗျားတို့တစ်ချိန်လုံးပြောနေတဲ့ပွင့်လင်းမြင်သာမှုပဲမှာလေ။ကျမမီးမယ်ခင်ဗျားတို့တစ်ချိန်လုံးပြောနေတဲ့ပွင့်လင်းမြင်သာမှုပဲမှာလေ။ကျိုးစီပါအတွက်မက်ထလိ PDF နဲ့ပလောင်သဘုံနဲ့အချိုးကျခွဲဝေပြီးတော့ပူပေါင်းလို့ရပါမယ်။ခနာတို့တကယ်နိုင်ငံရေးအတွက်ပြည်သူလူထုအတွက်ခနာတို့ဘာကြောင့်ပူပေါင်းလို့ရရလဲ ကျွန်မရင်ထဲကမေးတယ်အာအန်ယူဂျီကဘလို့ဖြစ်တယ်လို့အန်ယူဂျီကမဟာမိတ်တွေဘလို့ဖြစ်တယ် K3C ကဘလို့ဖြစ်တယ် K2C ကဘလို့ဖြစ်တယ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်ဖက်ဒရယ်တပ်မတော်ကြီးတည်ထောင်မယ်နော်သူ PDF ဆိုတဲ့ဖွဲ့တွေကတော့မှသူ့လောက်ကိုအကုန်လုံးမသိမ်းသွင်းနိုင်ပဲနဲ့နော်လူငယ် PDF ဆိုတဲ့ဟာတွေကိုသူ့လောက်ကိုမသိမ်းသွင်းနိုင်တဲ့အပြင်ရှိပြီသားသူတို့လောက်မှာရှိတဲ့ PDF အဖွဲ့တွေတာနော်အကြပြုစစ်ကြောင်းတို့ဘာတို့ညာတို့စစ်ကြောင်းလိုက်သူ့အောက်ကနှုတ်ထွက်နေတာ ဖက်ဒရယ်ဆိုတာအဝေးကြီးဖက်ဒရယ်တက်မတော်ဆိုတာအဝေးကြီးအဲ့ဒီအချိန်ကကြာမှာပြောခဲ့ခင်ဗျားတို့ကြားထဲမှာအကျိုးစီးပွားအတွက်တာပူပေါင်းလို့ရပါမယ်တကယ်နိုင်ငံအတွက်ပြည်သူအတွက်ဆိုရင်ဘာကြောင့်ဖက်ဒရယ်ချတာမရှိတာလဲဘာကြောင့်ဖက်ဒရယ် agreement မရှိတာလဲကျွန်မနိုင်ငံရေးရမေးခွန်းထုတ်ခဲ့တယ်အများကြီးဒါပေမဲ့ကျွန်မရဲ့ဗီဒီယိုဖိုင်လေးကိုဖြည့်ညက်ကတ်လုပ်ပြီးတော့လမ်းပေအတွေးခေါ်နေတဲ့နိုင်ငံရေးကိုနိုင်ငံရေးလို့ပြန်လဲမချေပါတဲ့ကောင်းနေကောင်မတွေက လူဘိန်းကြိုက်ပြီးပြောပြီးဝါရမိုင်းနေထပ်ပြီးတော့တိုက်ခဲ့တဲ့အတွက်နော်ညီဘိန်းနေညီဟောင်းနေညီဟောင်းဆိုတာတရုတ်လူမင်္ဂလာပါလို့ပြောတာမဟုတ်ဘူးညီဘိန်းမှန်တယ်မြတ်တမဘာတင်းနေလာဟောင်းနေတဲ့အတွက်ညီဟောင်းလို့ပြီးထားတာအဲ့လိုညီဟောင်းနေအကြိုက်လူဘိန်းဆိုင်တွေပြောတဲ့အတွက်ခင်ဗျားတို့တော်လိုင်းရေးဆိုတာခိုင်းပါရှေ့ကြလာတယ်ကြာလာတာနဲ့မြတ်လက်နဲ့ကင်ပြီးတော့လူပေါ်လူကြောပြီးတော့အာနာရှင်ဝါဒအကျဉ်းသုံးပြီးစစ်စစ်ဝိုင်းလှုပ်ဆောင်နေကြတယ် ဒါကြောင့်မလို့ခင်ဗျားတို့နယ်ဥတော်လိုင်းရေးဆိုတာခင်ဗျားတို့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေဆိုတာခင်ဗျားတို့အာဏာရှင်စနစ်ကိုဖျောက်ချမယ်ဆိုတာလူကြားကောင်းအောင်ပြောနေပြီးတော့ခင်ဗျားတို့ကိုယ်တိုင်ကအာဏာရှင်နဲ့ဆိုးတဲ့အိမ်မက်ဖန်ဖြစ်နေရဆိုတာခင်ဗျားတို့ကိုယ်တိုင်ခံရမယ်